မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုတ်အနေနဲ့မြန်မာအရေးအတွက်အသုံးဝင်တော်တဲ့ဘုံသဘောတူညီချက်၅ချက်ကိုစွန့်ပယ်ပြီးလုပ်ငန်းစဉ်အသစ်တရက်ကိုအတည်ပြုချမှတ်နိုင်ဖို့အတွက်အာဆီယံကို SACM တိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာအရေးအတွက်အသုံးဝင်တော်တဲ့ဘုံသဘောတူညီချက်၅ချက်ကိုစွန့်ပယ်ပြီးမြန်မာနိုင်ငံဆိုင်ရာအာဆီယံလုပ်ငန်းစဉ်အသစ်တရက်ကိုအတည်ပြုချမှတ်နိုင်ဖို့အတွက်မြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်းစီ SACM ကတိုက်တွန်းလိုက်ပါတယ်မြမအရေးအတွက်အာဆီယံလုပ်ငန်းစဉ်တတိယကိုအာဆီယံလေချာဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကဦးစီးဦးဆောင်ပြုလုပ်မယ်ဆိုပြီး SAC မြန်မာကမေလ19ရက်ရက်စွဲနဲ့ထုတ်ပြန်လိုက်တာပါမလေးရှားနိုင်ငံကွာလာလမ်ပူမှာပြုလုပ်မယ့်အာဆီယံထိပ်သီးအစည်းအဝေးမှာအာဆီယံလေချာဥက္ကဋ္ဌနေနဲ့လှုပ်ဆောင်တဲ့လုပ်ငန်းစဉ်အသင်းရဲ့အခြေခံ၅ချက်ကိုလည်း SACM ကမြန်မာကထုတ်ပြန်ခဲ့ပါတယ် အဲ့ဒီအချက်တွေကတော့ဒေးအာဆီယံက NUG တိုင်းရင်းသားတော်လှန်ရေးဖွဲ့စည်းများ EAO အကြံဖတ်စေအုပ်စုပါဝင်အကြံလက်နက်ကိုင်ဖွဲ့စည်းများအကြံအားလုံးအကျုံးဝင်ပါဝင်နိုင်တဲ့ဆွေးနွေးပွဲများခေါ်ယူခြင်းပါမယ်။အဲ့ဒီဆွေးနွေးပွဲတွေကနေတဆင်တိုက်ခိုက်မှုအားလုံးအထူးသဖြင့်လေကြောင်းတိုက်ခိုက်မှုတွေကိုချက်ချင်းအဆုံးသတ်ရမယ်။ဒါပြင်အာဆီယံနဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ကထောက်ခံပြီးလိုင်းနာကျင့်သုံးမှုရှိစေရမယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့အပြစ်ခတ်ရဲစဲရေးတရက်ကိုလည်းပြတ်ထန်ဖော်ဆောင်မှာဖြစ်ပြီးအဲ့ဒီအပြစ်ခတ်ရဲစဲရေးကိုနိုင်ငံတကာလေးလာသူတွေကစောင့်ကြည့်စစ်ဆေးရမှာဖြစ် to Daniel Zawadi. နှင့်အာဆီယံက NUGI ERO လူနည်းစုကိုယ်စားလှယ်များအရက်ဖတ်လူအဖွဲ့အစည်းဆေးအုပ်စုအိန္ဒိယနိုင်ငံများနှင့်ကုလသမဂ္ဂအေဂျင်စီများအပါအဝင်အ धिक သက်ဆိုင်သူအားလုံးနှင့်ညှိနှိုင်းဆောင်ရွက်ရမယ်။အဲ့ဒီလိုညှိနှိုင်းပူးပေါင်းခြင်းဖြင့်မြန်မာနိုင်ငံရှိလူအပ်သောအတိုင်းဝိုင်းအားလုံးထံကိုလူသားချင်းစာနာထောက်ထားမှုနှင့်ပစ္စည်းဆိုင်ရာအကူအညီများရောက်ရှိရေးကိုဥစွာဦးစားပေးထောက်ပံ့ရမယ်။ထောက်ပံ့ရမှာရရှိနိုင်တဲ့နည်းလမ်းအားလုံးကိုအသုံးပြုပြီးအကူအညီများအစောတက်လင်းဗတ်မလိုက်ပဲအဟန့်တားမယ်။ရောက်ရှိစေဖို့နှင့်ပေးရတဲ့အကူအညီတွေကိုလက်နက်တပ်ဖွဲ့အသုံးချ ချခြင်းမပြုဖို့တင်ချစွာစောင့်ကြည့်တတ်မှတ်ရမယ်လို့ဆိုပါတယ်ပြည်လဲထူထောင်ရေးနဲ့ပြည်လဲတည်ဆောက်ရေးဂျိုးပန်းမှုတွေကိုအားဖြည့်ကူညီဖို့ပုံမကျပြန်နဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်တဲကိုဖြည့်ရှင်းနိုင်ဖို့တိုးမြင့်ထားတဲ့ငွေစည်းအထောက်ပံ့များဖော်ဆောင်ပေးရမယ်ဆိုတာနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအေဂျင်စီများနဲ့လှုပ်ဆောင်သူတွေကိုနည်းမြေအားလုံးကိုအဟန့်တားမရှိအပြည့်အဝဝင်ရောက်ခွင့်ပြုရမယ်လို့ဆိုပါတယ်။သုံးရွှေကောက်ပွဲများမကျင်းပါမီတည်ရဝင်ပြီးအားလုံးအတုံးဝင်နဲ့ငြိမ်းချမ်းရေးသဘောတူညီချက်တည်းရဲ့ဥစွာရရှိရမှာဖြစ်ပြီးတိုက်ခိုက်မှုအားလုံးလည်း ်လုံးဝရပ်တန့်မှာဖြစ်ပါတယ်။အဲ့ဒီအခြေအနေပြည်စုံမှသာဂျင်းပါမဲ့ရွှေကောက်ပွဲများအတွက်ပြင်ဆင်ရမှာအာဆီယံကသက်ဆိုင်သူအားလုံးကိုထောက်ပံ့ကူညီရမယ်။ဂျင်းပါမဲ့ရွှေကောက်ပွဲတွေကလွတ်လပ်တဲ့နိုင်ငံတကာလှိလာသူတွေကစောင့်ကြည့်မှုနဲ့စစ်မှန်ပြီးယုံကြည်စိတ်ချရတဲ့တနိုင်ငံလုံးအစဉ်ရွှေကောက်ပွဲများဖြစ်ရမယ်။ဒီလိုအခြေအနေတွေကသာလွတ်လပ်ပြီးတရားမျှတတဲ့ရွှေကောက်ပွဲတည်းရဲ့ဂျင်းပါနိုင်မဲ့တကူနဲ့တော့အခြေအနေဖြစ်တယ်လို့ဆိုပါတယ်။ လေအာဆီယံကမြန်မာနိုင်ငံအတွက်ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံခြေကံဥပဒေအသစ်တရညှိနှိုင်းရေးဆွဲရမှာသက်ဆိုင်သူအလုံးကိုထောက်ပံ့ကူညီရမယ်ဖွဲ့စည်းပုံခြေကံဥပဒေကပြည်သူလူထုရဲ့စံနာနဲ့အကျိုးစီးပွားတွေကိုအခြေခံတာနဲ့လူနည်းစုများအပါဝင်အတိုင်းဝိုင်းအလုံးအကျုံးဝင်ပါဝင်မှုရှိရဲဆိုတဲ့အချက်နဲ့ကိုင်းညီရမယ်။ဒါအပြင်မြန်မာစစ်တပ်ကမြည်သို့သောပုံသဏ္ဍာန်နဲ့ရှိနေသည့်ဖြစ်စေဒီမိုကရေစီနီးကြားရွေးကောက်တင်မြောက်ထားတဲ့အရသာဆိုရနဲ့လွတ်တော်အောင်မှထာဝရနာအောက်ခံဖြစ်စေရမယ်ဆိုတာကလည်းအဓိကကြားတဲ့လိုအပ်ချက်တစ်ခုဖြစ်တယ်လို့ဖော်ပြထား ပါတယ်။ငါအာဆီယံကပဋိပက္ခမှာပါဝင်သူအလုံးမှာမြန်မာနိုင်ငံမှာကျူးလွန်ခဲ့တဲ့နိုင်ငံတကာရာဇဝတ်မှုများအတွက်တာဝန်ယူတာဝန်ခံမှုရှိရေးကိုထောက်ပံ့ကူညီရမှာဖြစ်ပြီးတရားမျှတမှုဖော်ဆောင်နိုင်ရန်အလို့ငါနိုင်ငံတကာနဲ့ပြည်တွင်းတရားရုံးများခုံရုံးများတာဝန်ယူခံမှုဆိုင်ရာယန္တရားများနဲ့လေပူးပေါင်းဆောင်ရွက်သွားရမယ်။ပူးပေါင်းဆောင်ရွက်ရမှာကမ္ဘာနေရာတိုင်းမှာတရားစီရင်ပိုင်ခွင့်ကိုကျင့်သုံးတဲ့တရားရုံးများလည်းပါဝင်ပါတယ်။နိုင်ငံတကာရာဇဝတ်မှုများကြီးလေးတဲ့ချိုးဖောက်မှုနဲ့မတော်မတရားပြုမှုများအတွက်ပြစ်ဒဏ်မှလွတ်ငြိမ်းသက်သာခွင့်လုံးဝရရှိမှာ မဟုတ်ဘူးလို့ဖော်ပြထားပါတယ်။မြမရေးကိုဖြည့်ရှင်းနိုင်ဖို့အတွက်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်မှာအထူးအစည်းအဝေးနှစ်ရက်ကိုကျင်းပမှုရှိနေတယ်လို့လည်းအာဆီယံထွေထွေအတွင်းရေးမှူးချုပ်ပြောကြားတယ်လို့ရိုက်တာသတင်းတရက်မှာဖော်ပြထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ရွှေကောက်ပွဲအတွက်နေမြေစိုးမှုနိုင်ရင်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပိုလုံလာနိုင်ကြောင်း NUG သတိပေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလမှာကျင်းပမယ်လို့ကြွေးကြော်ထားတဲ့စစ်ကောင်စီရဲ့ရွှေကောက်ပွဲအတွက်နေမြေစိုးမှုမှုရရှိနိုင်ရင်လေကြောင်းတိုက်ခိုက်မှုပိုလုံလာနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတိပေးပြောကြားလိုက်ပါတယ်။ရွေးကောက်ပွဲမတိုင်မီမှာနေမည်စိုးမှုမှုရရှိရေးအရသာပြည်သူများကိုလေကြောင်းတိုက်ခိုက်မှုစစ်ကောင်စီကပိုလုံလာနိုင်တယ်လို့ NUG ပြောခွင့်ရဦးနေဖုံးလက်ကဆိုပါတယ်။စစ်ကောင်စီရဲ့တရားမဝင်ရွေးကောက်ပွဲကမတိုင်ခင်မှာပြည်သူလူထုကိုတပ်ပစ်ခတ်တပ်ဖြတ်တာတွေဒီထက်ပိုလုံဆောင်လာပြီးဒါတွေကို PDF တွေလုတာပါတော်လိုင်းအင်အားစုတွေလုတာပါဆိုပြီးသတင်းမှားတွေကိုဖြန့်ချိတဲ့ကိစ္စတွေကိုစစ်ကောင်စီကအင်းနဲ့အားနဲ့လုံလာနိုင်ခြေရှိတယ်လို့ကျွန်တော်တို့ကတော့သုံးသပ်ပါတယ်လို့ပြောပါတယ် ။ဒါကြောင့် NUG ကလေကြောင်းအန္တရာယ်ကာကွယ်ရေးနဲ့ပတ်သက်ပြီးပြည်သူများကိုအသိပညာပေးလုပ်ငန်းများ PPCC လှုပ်ဆောင်နေကြ။အခုနေဖုံးလက်ကဆိုပါတယ်အဲ့ဒီတော့ပြည်သူတွေအနေနဲ့စကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုတတိမပြတ်နေထိုင်ဆောင်ရွက်ကြဖို့ NUG ဘက်ကလည်းလေကြောင်းတိုက်ခိုက်မှုပညာပေးတာပုံကိုကျင်းဒူရာရင်လေကြောင်းလာရင်အချက်ပေးနိုင်တာစရဲလုပ်ငန်းစဉ်တွေကို PPCC လှုပ်ဆောင်နေရလို့ပြောပါတယ်။တစ်ဖက်မှာလည်းစကောင်စီက၎င်းတို့ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်တိုက်ဆုံသွားတဲ့ဖြစ်စဉ်များကိုမဟုတ်မမှန်ကြောင်းကိုစစ်တပ်လော်ဘီများငွေကြေး ေးထောက်ပံ့ပေးပြီးသတင်းတူသတင်းမများဖြန့်ဝေခိုင်းနေကြောင်းဆိုပါတယ်။ဒါပေမဲ့ NUG ကစစ်ကောင်စီရဲ့သတင်းတူသတင်းမဖြန့်ဝေနေတဲ့စစ်ကောင်စီလော်ဘီတွေကိုစီးရင်ပြုစုထားပြီးအရေးယူဆောင်ရွက်မှုတွေပြုလုပ်သွားမယ်လို့ဦးနေဖုံးလက်ကဆက်လက်ပြောဆိုပါတယ်။စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ဒေဆုံးသူတွေဒဏ်ရာရရှိသူတွေနဲ့ပတ်သက်ပြီးစစ်ကောင်စီလော်ဘီတွေကသတင်းအမှားတွေဖြန့်ဝေနေတဲ့ဖုံးကွယ်ပြီးနေတဲ့ဒါတွေကိုစီးရင်မှတ်ထားပါတယ်။ပြည်သူတွေကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်ဖို့အားရပြီးသူတို့လုံးစုံနေတဲ့ပုံကိုယ်တွေလော်ဘီတွေကိုထိုက်တဲ့နဲ့အရေးယူဆောင်ရွက်မှုတွေလှုပ်ဆောင် နိုင်ဖို့မြင့်မြင့်တက်တည်စုဆောင်တာမြေပြင်မှာရှိတဲ့ပုံအစအနာတွေစုဆောင်တာစတဲ့တက်တည်တွေကိုစနစ်တကျမှတ်တမ်းတင်ထားပါတယ်လို့ပြောပါတယ်။ အမျိုးသားညီညွတ်ရေးတပ်ဦးပြောခွင့်ရကိုခန့်တော်ကလည်းစစ်ကောင်စီရဲ့လော်ဘီများကိုအရင်ယူနိုင်ရင်းဆရာဆွေးမှုကျူးလွန်သူတွေကိုအမြင့်ပြတ်ချိန်မုံတိုက်ခိုက်ရေးကိုလက်ခံထားတယ်လို့ပြောပါတယ်။ကျွန်တော်ကဆက်ဟာနာရှင်အမြင့်ပြတ်ချိန်မုံရေးအတွက်တော်လန်တိုက်ပွဲဝင်နေတာဖြစ်တဲ့ကျွန်တော်တို့ပြည်သူညီညွတ်ရေးတပ်ဦးကနိုင်ငံရေးနီလန်းလက်နက်ကင်နီလန်းတွေနဲ့တိုက်ပွဲဝင်သွားမှာဖြစ်တဲ့စစ်တပ်လော်ဘီတွေဆိုတာစစ်တပ်ရဲ့တောက်တိုင်တွေပဲအဲ့ဒီတော့ကျွန်တော်ကတော့အမြင့်ပြတ်ချိန်မုံရမယ်စစ်တပ်ကိုအလုတ်ကျွပြုနေသူတွေရဲ့ပြည်သူလူထုကိုညှဉ်းပန်းနှိပ်စက်နေတဲ့ဆရာဆွေးကျူးလွန်သူတွေကိုပြင်းပြင်းထန်ထန်အရေးယူသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။မေလာစနေရနေ့နဲ့အဲ့ဒီနေ့နောက်ပိုင်းစကိုင်းတိုင်းနဲ့ရခိုင်ပြည်မှာစစ်ကောင်စီရဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုတွေကြောင့်ကလင်းငယ်များ၊ဆီယမများအမျိုးသမီးများအပါအဝင်လူပေါင်းဒါဇင်နဲ့ချီတိဆုံခဲ့ရတယ်လို့ရှာနေချီတဲ့ကလင်းငယ်များလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။မင်္ဂလာရှိသောများကုညီဆောင်ရှောက်ရေးအတင်း APP ရဲ့စာရင်းအရ2025ခုနှစ်ဇန်နဝါရီလတရနေ့မှာမေလ22ရက်နေ့ထိနိုင်ငံတော်မှာစစ်ကောင်စီပြစ်ခတ်တိုက်ခိုက်မှုကြောင့်လူပေါင်း50ထက်မနည်းသေဆုံးခဲ့ကြောင်းမင်းကထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးနေဆက်စကမ်းများသိမ်းပြီးနောက်ထိုင်းနဲ့ဒေါ်လာရဲ့ပူးပေါင်းဖွဲ့ကြဆက်ဆက်ရေးကောင်းမွန်လာတဲ့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းကရင်နေကြာပြင်းပေါ်ရှိစကမ်းများကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL လေးကရင်မျိုးသားကာကွယ်တပ်ဖွဲ့ KNDO နဲ့ပူးပေါင်းတပ်ဖွဲ့တို့မှသိမ်းပိုင်လာနိုင်တာနဲ့အမျှဒေါ်လာရဲ့ပူးပေါင်းတပ်ဖွဲ့နဲ့ထိုင်းနိုင်ငံကြားဆက်ဆက်ရေးကောင်းမွန်လာတယ်လို့ကရင်ပူးပေါင်းတပ်ဖွဲ့တွေစီကသိရပါတယ်။တပ်မဟာကနေထိုင်းကရင်နေဆက်စီမြင်ပေါ်ရှိစစ်ကောင်စီတပ်စခန်း၈ခုကို2024ဒီဇင်ဘာ16ရက်မှ2025မေလ19ရက်ထိ9လအတွင်းတိုက်ခိုက်သိမ်းပိုင် င်နိုင်ခဲ့တာဖြစ်ပါတယ်အဆိုပါစကမ်းများသိမ်းပိုက်နိုင်တာကြောင့်ထိုင်းနိုင်ငံနဲ့လည်းဆက်ဆံရေးကောင်းမွန်လာတဲ့လူကီယင်ပူပေါင်းတပ်ဖွဲ့ဝင်တအုပ်ကဆိုပါတယ်၎င်းကအခုဒီနယ်စပ်မှာရှိတဲ့စကမ်းတွေကိုတိန်တော်ထိုင်းကပို့ပြီးတော့လေးစားလာတဲ့ပေါ်ထိုင်းနဲ့ပို့ပြီးတော့ဆက်ဆံရေးပို့ကောင်းလာတဲ့ပေါ်ဒီနယ်စပ်ကိစ္စနဲ့ပတ်သက်ပြီးထိုင်းနဲ့ပို့ပြီးထိတွေ့ဆက်ဆံမှုကောင်းတဲ့အတွက်ထိုင်းကစကားဆဆိုးနာနဲ့တိတ်မပြောတော့ဘူးနယ်စပ်ကိစ္စတွေကိုပေါ်လို့ပြောပါတယ်ဒါပြင်တက်မှခုနှစ်ထိုင်းကရင်နယ်စပ်အတွင်းစစ်ကောင်စီစကမ်းတစ်ခုသာကြံတယ်လို့တက်မှ6ရှိနယ်စပ်စီးမြင့်နေမှာလဲစစ်ကောင်စီ စကန်တစ်ခုသာကျန်တော့တယ်လို့အဆိုပါကရင်ဘူးပေါင်းတပ်ဖွဲ့ကပြောပါတယ် ။ထိုင်းမြန်မာနယ်စပ်ရှိမော်ဖိုခီမော်ဖိုခီစကန်ပြင်မော်ဖားသူတာလဲတခေါပီခွီပုလူတူခလဲတေမော်ကွီးလူနဲ့လေဝော်စတဲ့စစ်ကောင်စီခြေကုပ်စကန်ရှိကုတ်ကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNN လေးတပ်မှခုနှစ်စင်ရေးကုတ်ကဲမှုလောက်အောင်ရှိတရေ20နှစ်တရင်မှုဦးဆောင်ပြီးတင်ပတ်ခဲ့တာပါ။လက်ရှိချိန်မှာပူပေါင်းတပ်ဖွဲ့မှစစ်ကောင်စီတပ်များကိုဂျုံတို့ကော့ဂရိတ်အပြင်ကြိုင်းစက်ကြီးသွားမဲ့လမ်းကိုလည်းအပိုင်ပိုင်ဖြတ်တောက်ထားတာကြောင့်အောင်ပွဲနီးလာပြီလို့ပူပေါင်းတပ်ဖွဲ့ကဆက်ပြောပါရယ်။မေလ22ရက်မှာထိုင်းမြန်မာနယ်စပ်တောင်ရင်မြေအ ခြေဆိုင်စစ်ကောင်စီတပ်စခန်း၈ခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့တမှုတပ်သားတွေကိုဖန်အကရင်တပ်မခုနှစ်ရှိတာဝန်ရှိကောင်ဆောင်များဗဟိုနှင့်ဖန်အကရင်ကင်းအမျိုးသမီးစီယုံ KWO ဒေသခံရွာသူရွာသားတွေကစခန်းသိမ်းတိုက်ပွဲများကိုတိုက်ပွဲဝင်ခဲ့ကြတဲ့တပ်ဖို့တမှုများနဲ့ရဲဘော်ရဲဘက်များကိုကုန်ပြူခြင်းအစီအစဉ်ကိုမနေ့ကပြုလုပ်ခဲ့တယ်လို့ KNU ဖို့ကအတည်ပြုပြီးကုန်ပြူပွဲရုပ်သံမတန်းကိုဖော်ပြခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။